သဘင်တွင်ညှက်လိုက်ပြီးတဲ့နောက်မှာစွမ်းနဲ့ခွဲမြအောင်ဆက်ဆွတ်တူသွားတဲ့ထထမိုးကိုမင်းသမီးကြီးထထမိုးကတော့ခုနောက်ပိုင်းသူမခံစားနေရတဲ့ယောဂဝေဒနာတွေကပိုဆိုးလာတာကြောင့်သူမရဲ့သဘင်ရှိကိုမထိမ့်သိမ့်နိုင်တော့တဲ့အတွက်ကြောင့်သဘင်လေးကိုညှက်ချပစ်လိုက်ပါတော့တယ်။ဒါပေမဲ့လည်းသဘင်ညှက်ပြီးတဲ့နောက်မှာတော့ပရိသတ်တွေကထထမိုးကိုစွမ်းစာနေတော့မှားသွားခဲ့ကြတာပါ။ဒါကထထမိုးဟာစွမ်းစာနေကဆိုပြီးတော့မေးခွန်းတွေထုတ်လိုက်ကြတာပါ။ခုလက်လောင်းအင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့သတင်းတွေမှာတော့ထထမိုးရဲ့သတင်းလည်းပါဝင်ပါပဲ။ မင်းသမီးထက်သက်မို့ဟာလွန်ခဲ့တဲ့ရက်ပိုင်းတော့ကသူ့ရဲ့စမင်ကိုညှက်ပြီးဖြစ်တဲ့အကြောင်းကိုဒေတာနဲ့လူမှုကွန်ရက်ဆာမျက်နှာမှာဓာတ်ပုံလေးနဲ့တကပရိသတ်တွေကိုအတိပေးလာခဲ့တာပါ။ဒါပေမဲ့လည်းဓာတ်ပုံလေးထဲမှာတော့ထက်သက်မို့ဟာမင်းသားဆွမ်းဆောင်နေတဲ့တရုတ်ထဲဖြစ်နေတာပါ။ပရိသတ်ကြီးတွေကလည်းတော်တော်လေးကိုအံ့ဩနေကြတာပါ။ဒါကြောင့်ပရိသတ်ကြီးတွေကတော့စိတ်မကောင်းဖြစ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ချစ်ခင်အားပေးလာတဲ့မင်းသမီးကြီးထက်သက်မို့ဟာဟိုရင်ရုပ်ရှင်လောကကိုစတင်ဝင်ရောက်ခြင်းကလေးကသတင်းရှိရင်းနဲ့အလှကြီးလှနေကြတာပါ။နောက်ပြီးတော့ကြောင်ကြရင်းဆိုရင်လည်းခေါင်းချော်ရင်ကြောင်ကြရင်း ထရမိုးရဲ့စံတွေအရှိကြီးတွေနဲ့ကြောင်ကြားသူတွေကြောင့်ပို့ပြီးတော့ပောက်ခေတာပါဒီလိုမျိုးကျမ်းမာတန်ဆွမ်းတဲ့စပင်းအရှိကြီးတွေနဲ့တစ်ချိန်လုံးကအလှကြီးမှပွားခဲ့တဲ့အမှုပညာရှင်ထရမိုးကတော့ဇယားကစကားပြောလာတာကြောင့်ကျမ်းမာရေးထိခိုက်ချုံရေးပျက်စီးမှုတွေကြောင့်ခန္ဓာကိုယ်လည်းမထိမ့်သိမ့်နိုင်ပေဈေးဝိုင်းလည်းအများကြီးမိဝဲလာကြောင့်အလှတွေပြင်လာပါတော့တယ်ထရမိုးကသမီးလေးကိုမမွေးခင်ကနှလုံးရောဂါကိုခံစားရတာဖြစ်ပြီးသမီးလေးကတော့အသက်နဲ့ရင်းမွေးဖွားနေတာပါဒါပေမဲ့လည်းအခုချိန်မှာတော့ထရမိုးဟာခန္ဓာကိုယ်တစ်ခုထဲမှာရင်းသွေးတို့အစည်းကြုံနှလုံးကြောက်ကဲ့ရောင်နာစရင် ယောဂပေါင်းစုံကိုတစ်ခါတည်းခံစားနေရတာပါ။မလင်းတော့ကလည်းလက်ကျောလို့ထိုင်းမှာဆေးပါကုရပါသေးတယ်။ခုနေရင်တလန်ဒူရီသီးကိုကြိုင်လုံးလုံးစိတ်မထိန်နိုင်တာကြောင့်စားမရကလည်းမျက်နှာကြီးပြားတုပ်ထားသလိုဖောရောင်လာတာပါ။အခုလည်းကြောက်ကဲ့ယောဂနဲ့ရောင်ရဲနေတာကြောင့်မျက်နှာဖောင်းနေပြန်တာပါ။ဒါကြောင့်လည်းထက်အောင်ဖို့ခင်ဗျာတော်တော်လေးကိုခံရခံနေရပါ။နောက်ပြီးတော့စိတ်မရှုပ်ကျင်တော့ဘဲသမင်းကြီးကမှညှက်ချလိုက်တာပါ။ဒါပေမဲ့သမင်းညှက်လိုက်တဲ့အခါမှာသမင်းသားဆွဲနေတော့မှားတော့ပါတော့တယ်။မှားလေမှားချင်စရာပါ။ဆွဲတယောက်တည်း ။သူရင်တော့ကစေးသုံးထားမြအရက်တွေတောက်သားမြအခုချိန်မှာအားလုံးပေါင်းပြီးတော့ခန်းစားနေရတာပါ။စွမ်းကရင်ကတော်တော်လေးကိုရုပ်ရည်ချောင်းပေါ်ပြီးရုပ်ရှင်ကားတွေဝင်လဲစွမ်းစာလေးဇက်တွေအဖွဲပိုင်းရှင်တူလေးဖြစ်ခဲ့သေးတာပါ။ဇမင်းသားတယောက်ဖြစ်တဲ့အတွက်နေရာဆောင်သွားပြီးတော့ဖြောပြပေးနေတာပါ။စွမ်းဟာဇမင်းသားတယောက်အနေနဲ့တော်တော်လေးကိုရည်ချင်းရှိပြီးတော့လူအများစိတ်ဝင်စားအောင်ဖြောပြနေတာကြောင့်စမ်းတစ်တီထရင်စွမ်းတပင်ဆိုပြီးအပိဆိုင်တွေတော်တော်များများလာပါ။ဒါကြောင့်လည်းစွမ်းတယောက်အောင်မြင်ဆုံးဇမင်းသားတယောက်ဖြစ်လာပြီးတော့ ဝင်ဝင်လေးအများကြီးဝင်လာမဆဲတဲတဲဖြစ်နေကြတာပါအောင်မြင်မှုတန်ကိုမခံနိုင်တဲ့သူတွေကတော့အစိုးများကိုကိုဖျက်စီးရဖျက်စီးဆောင်လမ်းဟောတာရှောင်းရင်းရှိကြပါရင်စိတ်မကောင်းစရာကတော့စမ်းတယောက်လည်းအဲ့လိုအောင်မြင်မှုတန်ကိုမခံနိုင်ပဲတုံးဖြုံတောင်စားမွေးနေကနှစ်တော်ကြာသွားပါတော့တယ်အဲ့ဒါကြောင့်လဲဆွမ်းအရက်တန်ဆောင်အသေးကြီးလာပြီးတော့တကူလုံးဖုံးရောင်နေတာကိုပရိသတ်တွေလည်းတွေ့မြင်ရမှာပါဒီလိုကျမ်းမာရေးမကောင်းလို့ဖောင်းရောင်နေရတဲ့အတူတူဖြစ်တဲ့အပြင်ဘိုကင်လေးရှိုင်းလိုက်တဲ့ထက်သက်မိုးကတော့ဆွမ်းတဲ့ခွင့်ပြအောင်တူသွားပါတော့တယ် ရဲတကြီးရဲ့မြင်မာရောသက်သက်မဟုတ်တရားဘုတ်ကင်းညှိလိုက်တဲ့ဆိုင်ကစွမ်းနဲ့တကယ်ပဲခွဲမြအောင်တူနေသလားဆိုတာပြပြသွားကြပါအောင်ရှင်။